င်္ဂလာပြောပြောမင်္ဂလာပြောလောင်းစီသူမင်းနာโอเคဒီကားထဲမှာပါတာတချင်ရတော့အမောက်ကိုရဲဆိုထားပါပါဘာလို့လဲဆိုတော့ဒီကားထဲမှာပါတဲ့ကိုယ့်ရဲ့ character ကိုကလည်းစိုင်းမှာဆိုတဲ့အဆိုတော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကိုယ့်ရဲ့တယုတ်ဆောင်တဲ့ character ကိုပြပြအောင်ဒီသချင်းဆိုတဲ့ဟာကိုတတ်နိုင်ဆုံးစူးစမ်းပြီးဆိုဟိုဆိုထားတာပါရှင်။မင်္ဂလာပါ။အဲဒီကားကြည့်တော့လည်းဒါကခုမှ ပြန်ကြည့်ရတာပေါ့နော်ဆိုတော့အာတော်တော်လေးကိုရှင်ထဲမှာထိတယ်တကယ်ကိုမြန်မာမှုစစ်စစ်အရသာလေးပဲခံစားရတယ်ပြီးတော့တကယ်လူနေမှုဘဝမှာလည်းဖြစ်ပျက်နေတဲ့အရာတွေပေါ့နော်ဆိုတဲ့အခါကျတော့တော်တော်လေးကိုကြည့်လို့ကောင်းပါတယ်ရှင်ကောက်ကောက် ီး character ကိုဟိုရေရုံကြီးဟိုပေါ့ကိုတာဝန်ပေးတယ်ပေါ့ character ကိုအရက်တာကိုကျေးဇူးတင်ပါတယ်အဲ့တော့စတော့ဒီကားကိုရိုက်မယ်ဆိုတော့အဲကိုကိုရိုင်တချင်းဆိုဖို့အစီအစဉ်တော့မရှိဘူးပေါ့နော်အဲဒါပေမဲ့ကိုအရက်တာကပြောလဲအမရဲ့ဒီထဲမှာရဲ့ size ဆိုတော့ဆိုတော့တဲ့ဒီတည်းကစိုးရမဲ့တချင်းတွေကိုတဲ့အမကိုရိုင်ဆိုရင်ပိုကောင်းမယ်ထင်တယ်တဲ့ဆိုတော့ကိုကနားထောင်ကြည့်လိုက်တဲ့ခါကျတော့ပြောရရင်ဒါကိုတစ်ခါမှမဆိုဘူးတဲ့ပုံစံပေါ့နော် မဆုပ်ဘူးတဲ့ခါကျတော့ပြီးတော့ဒီတချင်းတွေရတယ်ဒီခေတ်မြန်မာတန်ဆစ်ဆစ်တချင်းတွေဆိုတော့လေဆိုတော့အမရင်းမခံလို့မရဘူးပေါ့ဆိုတဲ့ခါကျတော့အဲအမစ조사ကြည့်မယ်ဆိုပြီးတော့အမအာပြောတဲ့ခါကျတော့မန္တလေးကဒီဇိုင်နာကိုထွန်းထွန်းလင်းနဲ့ကိုမျိုးမင်းဆိုတာအာဒီတချင်းဆိုမယ်လို့ပြောတဲ့ခါကျတော့ဒါဆိုရင်အဲ မားတဲ့ဒီဆရာမကြီးရှိရပေါ့အမေထိပ်သီးတန်းတန်းဆိုတာဒါရင်ကျိမှုอ่ะပေါ့เนาะအဲဆရာမကြီးအမေထိပ်သီးတန်းတန်းနေပြီးတော့အမောက်ဒီတချင်းနေဆိုးဖို့အတွက်ကိုသူကဟိုကဲကိုက်လုတ်ပေးခဲ့တာပါ mountain ဒီမှာအားလုံးကလေပါတဲ့သေယုတ်ဆောင်နေအားလုံးအကုန်လုံးသေယုတ်ဆောင်ဟိုအားလုံးကြိုးစားကြတယ်ပေါ့သူလောက်ရမဲ့ character ကိုတည်တည်တတ်တတ်နဲ့တတ်တတ်ရရနဲ့ကြိုးစားတယ်ခေးဆိုလို့ရှိရင်လည်းအရန်ဟိုအချိန်လည်းတိကျတယ်အလုပ်ပေါ်မှာလည်း view site တယ်ပေါ့နော်အဲဒီကောင်မှလည်းသူတကယ်ကိုဖန်းဖြစ်ခဲ့တယ်ပေါ့လေပြီးရခါကျတော့ပြောစရာရှိအားလုံးဒီကားထဲမှာကိုစုံဝဲနိုင်ကိုစုံဝဲနိုင်ဆိုလို့ရှိရင် ဆန်းနေရင်အများကြီးမဟုတ်ပေမဲ့ပါတဲ့ခြမ်းတိုင်းမှာကုဇော်ဝင်းနိုင်ရဲ့ဇက်ရုံနဲ့လိုက်တယ်အဲသူတေးဥဆောင်တာတွေတော်တော်လေးရင်ထဲမှာခြေနဲ့အားရမိတယ်ပေါ့တေးဥဆောင်အပြင်ပြိသက်တယောက်အနေနဲ့ကြည့်ရတာခြေနဲ့အားရမိတယ်ပြီးတော့ညီမလေးမရေးတော့မရေးတော့ဆိုလို့ရှင်နေဒီကားထဲမှာသူဟိုသူတေးဥဆောင်တဲ့ခန်းလေးပေါ့လေတော်တော်ရင်ထဲမှာထိတယ်ဆိုတော့အာဒီကားကားတစ်ကားလုံးကိုအခုကြည့်လိုက်ချလို့အကုန်လုံးကဒီကားကောင်းတယ်အဲ အားလုံးရဲ့ရှင်ထဲကိုရောက်တယ်လို့ခံစားရတယ်ဆိုတာဒီကားထဲမှာပါတဲ့သူအားလုံးရဲ့ စ조사အားထုတ်မှုကမရော့ခဲ့လို့ပေါ့နော်ဒါဒါပိတ်ကားထဲမှာပေါ်တဲ့လူတွေကတရုတ်ဆောင်တွေကိုပဲမြင်ကြလို့ဒီတရုတ်ဆောင်တွေဘလို့အဲ조사ရဲဆိုတာပဲပေါ့နောက်ပိုင်းကွယ်ရမှာနောက်နောက်ပိုင်းကနေဒီတရုတ်ဆောင်တွေရဲ့ဇက်ဇက်ဆောင်မှုကိုအဲပြပြအောင်လို့အတွက်ရိုက်ကူးပေးခဲ့တဲ့ကင်မရာမန်တွေပြည့်ခါကြလို့ရှိရင်ဒီမီထိုးမန်တို့တွေရှိတယ်ပြီးရွှေတင်စီစဉ်တဲ့လူတွေရှိတယ်စက်တင်မန်နေဂျာတွေရှိတယ်ဒါပေါ့အားလုံးအားလုံးက စစ်စစ်လုံးလုံးနဲ့စူးစမ်းခဲ့ကြလို့ဒီလိုလေးတက်တက်ရဲ့အောင်မြင်ရင်းလေးဖြစ်လာတယ်လို့အမကတော့ထင်ပါတယ်ကိုနေဝင်းရောဘယ်လောက်ထိမုန်းခဲ့ရလဲကြည့်ပြအရန်ကိုအတကြီးလောဘကြီးရဲ့လူတစ်ယောက်ဖြစ်သူ့ကိုတွေ့ရပါတယ်မြစ်တာထားမဲ့ကြံတိုင်းနေအဲ့ဒီအပြူမူတွေကငါ့ကိုပြန်ပြန်တင်းလာစေတယ်နော်လာရဲလာရဲအာမကန်ကောင်းပါတော့မရှင်လောင်းလာဝဲတာမရှောင်းနိုင်ဘူး ငါသားရာခုတ်ပစ္စည်းမဟုတ်ဘူးနေပြန်တော့အဲကိုနေဝင်းเนี่ยအဓိကပထမအဆုံးပဲအမဆုံးပူတာပါသူနဲ့ဒီတကားပဲရိုက်ဖူးသေးရဲ့ဟုတ်ဆိုတော့အလုံးလို့ရတာ तू อ่ะ तू อ่ะအလုံးပုံမှာလည်းစိတ်ဝင်စားပါတယ်အလုံးကိုလည်းစူးစမ်းပါတယ်ပြီးလို့ရှင်အဲရိုက်တာပြောသမျှပြောတဲ့အတိုင်းပဲပေါ့เนาะ तू သေချာနာခံပြီးလိုက်လုပ်တယ်ပြီးတဲ့ခါကျလို့ရှင်အဲ तू ကိုယ်ရဲစူးစမ်းခြင်းစိတ်ရှိလို့ပါ เนาะ조사ကျင်သိရှိပြီးတော့စိတ်ဝင်တစားနဲ့조사ကျင်သိရှိလို့လဲသူ့ကိုဒီအောင်မျက်စံကာရိုက်တာလေးမှာပြင်းပြင်းထန်ထန်နဲ့မမတ်ရဲရဲလေးတွေ့ရတာပေါ့အဲအမတော့ဦးကျော်နဲ့တွေ့ရလို့မမြင်ပါဘူးနေဝင်းရနေဝင်းစတိုင်နဲ့နေဝင်းတော့ရှိပါတယ်အဲဟိုတေးဥဆောင်ဆိုတာကတော့ဒီကို့ကိုပေးလာတဲ့ကာရိုက်တာပေါ်မှာအဲပြင်းပြင်းထန်ထန်တေးဥဆောင်ရတာဖြစ်တဲ့တကားနဲ့တကားတူမှာတော့မဟုတ်ဘူးတူချင်မှလည်းတူမှာပေါ့နော်ဘလို့မှတော့မတူနိုင်ပါဘူးဆိုတော့ မတို့ဆိုလို့ရှိရင်လည်းဒီလိုပဲအပြင်မှာနေတဲ့ခုပုံစံနဲ့ခုကိုရုပ်ရှင်ဟိုဇက်ကားမှာပေးလာတဲ့ character နဲ့တကားနဲ့တကားတော့ character ချင်းမှမတူတာမတူတဲ့ခါကျတော့သေုပ်ဆောင်ပုံတွေလည်းကွဲပြားမှာပါဟုတ်ကဲ့ဒီကားထဲမှာပါတာတချင်ရတော့အမောက်ကိုရဲဆိုထားပါပါ။ဘာလို့လဲဆိုတော့ဒီကားထဲမှာပါတဲ့ကိုယ့်ရဲ့ character ကိုကလည်းစိုင်းမှာဆိုတဲ့အဆိုတော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကိုယ့်ရဲ့တယုတ်ဆောင်တဲ့ character ကိုပြပြအောင်ဒီတချင်ဆိုတဲ့ဟာကိုတက်နိုင်ဆုံးစူးစမ်းပြီးဆိုဆိုထားတာပါရှင့်။ခဏရလောက်မှတင်ပေးရအောင်။ အဲတပတ်လောက်တော့သချင်းဟိုဟိုနားထဲမှာနားရင်ဝအောင်ကြည့်ရတာပေါ့နော်ဒါကြည့်ပြီးတော့မှတော့အမေအမေထိတိတန်းတန်းနဲ့ကနှစ်ရက်သုံးရက်လောက်လေ့ကျင့်ခဲ့ရတယ်ပြီးတော့သချင်းသွင်းတဲ့ခါကျတော့တရက်ထဲနဲ့အဲ့သချင်းလေးအကုန်ပြီးသွင်းရတာအဲမျိုးတို့ဟိုအားလုံးတက်ညီလက်ညီနဲ့ကြိုးကြိုးဆဆနဲ့ဖန်တီးထားတဲ့အမှုပညာလေးတခုပေါ့နော်အဲ့ခါကျတော့မျိုးတို့ဖန်တီးထားတဲ့အမှုပညာလေးကိုပရိသတ်တွေအတွက်အစဉ်ပြေမဲ့ချိန်ရင်တော့လာကြည့်ကြပါလာအားပေးပါ လာအကဲဖြတ်ပေးပါလို့ 你话配合着嘛，这些。谢谢大家。好。